ဝခီးဝဲရွေးချယ်ရမည်လမ်းလူတိုင်းလူတိုင်းဘဝတစ်ခုကိုရထားကြတယ်တဲ့เนาะအဲ့ဒီရထားတဲ့ဘဝမှာ ကိုယ်ကိုယ်ရဘာသာတရားတွေအမျိုးစုံပြတယ်ဘာသာတရားဟောတဲ့ပုံကိုယ်တွေများသလိုမျိုးဖြစ်ချက်ကလည်းများအမျိုးဟာလည်းစုံတယ်တဲ့เนาะလမ်းဆုံးပြောင်းနေတဲ့ပုံကိုယ်တရားကဘယ်နှန်းအရှောက်ပြမလဲဆိုတာရွေးချယ်ဖို့တော်တော်ခဲယဉ်ပါတယ်တဲ့ဘာသာတရားတွေအမျိုးမျိုးရှိတယ် တစ်ခုနဲ့တစ်ခုဟောပြောချက်တွေကပွဲလွဲနေတယ်တဲ့အဲ့ဒါကြောင့်မလို့စံဆိုတာ standard လို့ခေါ်တာเนาะစံစံချိန်စံညွန်းပေါ့အမှားနဲ့အမှန်ကိုရွေးချယ်ဖို့စံမရှိဘူးဆိုရင်ရွေးချယ်ဖို့ရအင်မတန်ခက်မှာပဲတဲ့အဲ့ဒီခါမှာတဲ့ဘဝခီးကိုဘယ်လန်းကနေရှောက်ရမလဲဘုဒ္ဓဘာသာအတိုင်းဝိုင်းတော်မှာပဲအရွေးရခက်နေတယ်တဲ့เนาะတချို့ကမ္မထန်တွေကရှုရမယ်ပြောတယ်တချို့ကမ္မထန်တွေကမရှုရဘူးပြောတယ်တဲ့အဲ့ဒီတော့ စာပေချမ်းကမကျွမ်းကျင်တဲ့ပုံပုတရားအလေးနဲ့ဘေယာကမှန်လဲဘေယာကမှားလဲဖွဲ့ခြားသိဖို့အလွန်ခက်တယ်တဲ့အဲ့ဒါကြောင့်မလို့အမှားအမှန်ကိုရွေးချယ်ဖို့ခက်နေတဲ့ပုံပုတွေအတွက်မြတ်စွာဘုရားကလမ်းကြောင်းတစ်ခုကိုရွေးပေးတယ်တဲ့ဧတမုတ်တိတုတ်ကာလာမတုတ်လို့လည်းခေါ်တယ်ဟုတ်တယ်နော်ဘဝခီးကိုရှောင်လန်းကြတဲ့အခါရဲဝံပြတ်သားစွာကိုလန်းကိုကျွေးနိုင်ကိုမြတ်စွာဘုရားကနင်းညွန့်လန်းပြပေးထားတာပါတဲ့ ာလာမတုတ်ဟောတဲ့နေရာဟောတဲ့ဒေတာနော်အိန္ဒိယနိုင်ငံကောသလတိုင်းဒေတာမုတ်တီရွာအဲ့ဒီရွာကခရီးသွားတွေများတယ်ဘာသာစကားဘာဘာသာရေးခရီးသွားပုဂ္ဂိုလ်တွေလည်းရောက်လာတဲ့အခါကျတော့ဟောပြောချက်တွေကမျိုးမျိုးပေါ့ဆိုတော့မြတ်စွာဘုရားကြွလာတဲ့အခါမှာဒေတာမုတ်တီရွာသားတွေကသူတို့ရဲ့ရင်ထဲကတန်တရားစကားတွေကိုရှောက်ထားတယ်နော် သူတို့အယူဝါဒပဲတောင်းတောင်းပြောပါတယ်တဲ့အခြားအယူဝါဒတွေကိုတော့ပြစ်တင်နေတဲ့တပည့်တော်လုံးမှာဘယ်ဟာကမှန်ဘယ်ဟာမှတိဖို့ခက်နေပါတယ်တဲ့ဟာဒီကနေ့ခင်မှာလည်းဘယ်ဘာသာကိုကိုရမှာမသိဘူးတဲ့အဲ့ဒါကြောင့်မို့လို့ဘာသာမဲ့ဆိုတဲ့ဒီပေါ်လာတာပေါ့တဲ့နော်အဲ့ခါကျရင်မြတ်စွာဘုရားကဘယ်ဟာကမှန်လဲဘယ်ဟာမှားလဲဆိုတာကိုတဲ့ဆုံးဖြတ်ဖို့ဆိုတာတန်တရားဖြစ်เสียဖြစ်မယ်တဲ့ဆိုတော့ အခြားဘာသာတွေနဲ့ဗုဒ္ဓဘာသာကိုနှိုင်းယှဉ်ပြီးတော့ပြောပြတယ်ဖျားတာမရတယ်တဲ့နော်အချို့လူအချို့ဘာသာတွေကဝန်ခံချက်လုပ်လိုက်ရင်ဖျားကခွန့်လွတ်တဲ့အပြစ်တွေအကုန်ပြပြောက်သွားတယ်တဲ့ဟုတ်လားဆိုတော့ဖျားကဗုဒ္ဓဘာသာဖျားကမမဘူးတဲ့ကိုလို့တာကိုခံရမယ်ဆိုရင်တော့ဗုဒ္ဓဘာသာကိုကိုးကွယ်ရဖို့ကဟိုအဆင်မပြေဘူးပေါ့လေဆိုတော့ ဘယ်လိုအဲပါကျုပ်စီရတော့ဘယ်လိုရှင်းပြလဲအေးတကယ်ဟုတ်ရင်တော့မရတဲ့ဖီးယားကိုးကွယ်တာပိုကောင်းတာပေါ့တဲ့မမပဲနဲ့မရတဲ့ထင်ပြီးကိုးခွင့်ရင်လူဖြစ်ရှုံးမယ်တဲ့မရတဲ့ထင်ပြီးတော့ဖီးယားအကူနဲ့လှုပ်ချင်တာတော့အချိန်တန်ရင်မမအောင်ဆိုရင်ဒုက္ခရောက်မှာပေါ့တဲ့ဟုတ်တယ်နော်ဒီဥစ္စာကအဲဖတ်လိုက်တာနဲ့ဟိုတိပါပါပြီစံဝဲမှာမေးရင်လည်းဖြေတတ်ပါတယ်ဟုတ်တယ်မလား တရားရုံးမှာဖြောင်းပြပေးလိုက်မယ်ဆိုလွတ်နိုင်သလားเนาะလက်တွေ့လက်တွေ့နဲ့နိုင်ရှင်ကြည့်ပါတဲ့ဟုတ်လားဆိုတော့ဗုဒ္ဓဘာသာကလက်တွေ့ကြပါတယ်တဲ့เนาะကိုလုတ်တာကိုခံရတယ်ကိုစူးစမ်းရင်ကိုဖြစ်တယ်မစူးစမ်းရင်မဖြစ်ဘူးတဲ့ဟုတ်လားအန်ကျူဘလောက်မြင့်မြင့်မစူးစမ်းရင်မရဘူးပေါ့ဘုရားကမားတယ်ဆိုပြီးယုံတဲ့လူတွေကတော့ ဘာလို့တင်တယ်ဘာမလို့တင်ဘူးခွဲခြားစရာမလိုဘူးအချိန်တန်ရင်ဘုရားကမှပါပဲဒီလိုပေါ့ဆိုတော့ကိုယ်ပိုင်ဉာဏ်နဲ့ပဲစဉ်းစားပါတဲ့လက်တွေ့လို့လို့ရတယ်တရားကိုပဲဘုရားရှင်ကဟောပါတယ်တဲ့နော်တေချာတဲ့နိလန်းကိုတွေးပါတဲ့ဒီလမ်းလျှောက်ရင်ဒီစခန်းကိုရောက်မယ်ဆိုတာသိပြီးသားတဲ့ဖြစ်လို့ဘုရားကိုတွားမယ်လမ်းတွေအများကြီးရှိတယ်မှန်တဲ့လမ်းကိုသွားမယ်ဆိုရင်ရွှေဘုံဖျားရောက်ကုန်ရောက်ပါပဲဟုတ်လား အဲ့ဒါကြောင့်မြတ်စွာဘုရားကဒေတာမုတ်တိရွာကလူတွေကိုဒီတုတ်တန်ကိုဟောတယ်ဒီတုတ်တန်ကဘဝခင်းကြီးမှာရွေးချယ်ရမယ်လမ်းဘလို့ရွေးချယ်မလဲဆိုတာကို guide line မိလန်းတစ်ခုပဲတဲ့နော်အဲ့မှာမာဆယ်ချက်ကိုဆက်ပြောတယ်ဟုတ်တယ်နော်ဆိုတော့ပထမပိုင်းကတော့အစပြောတဲ့အနေနဲ့ဒီနောက်ပဲအဲကျက်စရာလည်းပထမပိုင်းမှာတိတ်မရှိဘူး နှစ်ခါသုံးခါဖတ်ထားပြီးပြီဆိုရင်ကိုယ်စကားနဲ့ကိုဖြေလို့ရပါပြီနော်ကာလမတုတ်ဖောတဲ့ဒေတာသူတို့ရဲ့ရင်ထဲရစကားတွေကဘာလဲဘာသာပြားနဲ့ပတ်သက်ပြီးတော့ခက်ခဲတဲ့ပုံကိုယ်တွေအတွက်ဘုရားရှင်ကဘလို့နီးလန်းနေပြီလဲဘာသာမဲ့တွေဘလို့ဘာကြောင့်ပေါ်တယ်လဲဘုရားကမသလားဗုဒ္ဓဘာသာရဲ့လက်တွေ့ကြမှုနဲ့အခြားဘာသာတွေရဲ့နှမ်းရှင်ချက်နောက်ဆုံးမှာကိုယ်ပိုင်ကိုယ်ပိုင်အသိနဲ့စဉ်းစားတွေးခေါ်ဖို့အတွက်ဘုရားရှင်ကဟောတယ် ဒုတိယပိုင်းမှာဆက်ချက်ကတော့ချက်ကမယ်ပထမပိုင်းကတော့ဒီလောက်ပါမယ်เนาะ